ါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဝီယုံမြင့်တန်ကြားမနက်ရှင်းနိုင်တဲ့နေ့ကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကယန်းဒေသတွေကတိကျိတ်ကြီးရွာမှာဧပြီလ10ရက်နေ့ည12နာရီလောက်ကစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်နေအိမ်ပျက်စီးပြီးဒေသခံ2ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တိကျိတ်ကြီးရွာဒေသခံတွေကပြောပါရတယ်။ စကောင်စီကကရမ်းမျိုးသားနေကျင်းပါခဲ့တဲ့တိကျိတ်ကြီးွားကိုလေချောင်းကနေပေါင်း200ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်၃လုံးပျက်စီးပြီးနေအိမ်ပိုင်ရှင်လင်မယား၂ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။မနေ့ကကရမ်းမျိုးသားနေလောက်တာညတကောင်ကြတော့လေရင်လာကျဲသွားတာကြောင့်လက်ရှိအိမ်ထိတာက၃အိမ်လောက်ရှိပြီးအိမ်အနီးနားမှာကျတဲ့တလုံးကလင်မယား၂ယောက်မှာယောက်ျား၁ယောက်ကဒဏ်ရာပိုများကြောင်းမိမဖြစ်သူလဲပွန့်ပဲ့ဒဏ်ရာရတယ်လို့တိကျိတ်ကြီးွားကဒေသခံတယောက်ကပြောပါတယ်။ စစ်ကောင်စီတပ်ကငလင်ကြောင်21ရက်ကြာအပြစ်ခတ်ရဲစင်မယ်လို့ကြေညာထားပေမဲ့လက်တွေမှာတော့တိုက်ပွဲဖြစ်ပွားတာမရှိပဲအရသာပြည်သူတွေရှိရာနေရာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါပါရှင်တမခွန်ခွန်တမမှုနဲ့တုံ့ပန်တွေကိုနိုင်ငံတကာစီးရေးကျင့်ဝတ်တွေနဲ့အညီထိန်းသိမ်းထားပြီးလုံခြုံရေးကိုဦးစားပေးဆောင်ရွက်နေတယ်လို့ NUG တမရုံတာဝန်ရှိသူကပြောပါတယ်ဒီသတင်းကိုသူတချန်သာပေးပို့ထားပါရှင် ဧပြီလ9ရက်နေ့ညပိုင်းစကိုင်းကချင်နယ်စပ်အင်းတော်မြို့တွင်တိုက်ပွဲပြီးမှတမခွန်ခွန်တမမှုပါဝင်စစ်တုံးမှန်တရားကြောင့်တော်လိုင်းအရာစုတွေကဖမ်းဆီးထိန်းသိမ်းနေတာပါတမခွန်ခွန်ဟာပြည်သူကိုအကြမ်းဖက်သက်ဖက်ရမှာနာမည်ကျော်တဲ့တမဖြစ်ပေမဲ့တော်လိုင်းအရာစုတွေကနိုင်ငံတကာဥပဒေတွေစစ်ရေးကျင့်ဝတ်တွေနဲ့အညီထိန်းသိမ်းပြီးဥပဒေနီလန်းတကြသာအေးအေးယူဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG တမရယုံတာဝန်ရှိသူကပြောပါတယ် တရကွန်ရီထွက်ခဲ့ကြဆိုတဲ့တမခရစ်ဆက်ခွန်ရဲ့တမဘူကိုလည်းစစ်တုံးပန်းနေတဲ့အရှင်ဖန်းစီရရှိခဲ့ပါတယ်။သူတို့တွေဘလို့ပဲရုံးပါကြပါစေ။ဂျနီဗာကွန်ဗင်းရှင်းနဲ့အညီကျွန်တော်တို့ရဲ့ military code of conduct အရနိုင်ငံတကာစစ်တုံးပန်းတွေထားတဲ့အတိုင်း ထားရှိပါတယ်စစ်ကောင်းဆောင်ကသူ့လူတွေကသူ့အသုံးချလို့ရတဲ့ချိန်သုံးချပြီးတော့နှုတ်ပိတ်တဲ့ချိန်နှုတ်ပိတ်ဖို့လည်းစူးစမ်းမှာတမမူနယ်စစ်သွမ်းတွေရဲ့လုံခြုံရေးအတွက်အဓိကထားပြီးအခုပထမဆုံးလုပ်ကိုင်နေတာရှိပါတယ်ပြီးရင်တော့တရားဥပဒေရလုပ်ကိုင်သွားဖို့ရှိတယ်အကြမ်းဖက်စစ်တပ်ရဲ့အားကိုးရတဲ့တမတွေရဲ့တမမူအများစုဟာဒေဆုံးရင်ဒေဆုံးအဖမ်းခံရင်ဖမ်းခံရအရှင်ချင်းဖြုတ်ထုတ်တတ်တယ်မှာပါလို့ထိသိမ့်ခံရတဲ့ဟာထိသိမ့်ခံရတဲ့ တမမှုတွေအကုန်လုံးညီပါဒုက္ခရောက်နေတဲ့အနေဒါဒါကြောင့်ပြည်သူဘက်ကိုကြက်တီကြပါလို့ထပ်ဆင့်တတိပေးပြောကြားချင်ပါတယ် တမခွန်ခွန်တမမှုအပါဝင်ဖန်စီရမိထားတဲ့စစ်သုံးပန်းတွေဟာနိုင်ငံတော်အကြံဖတ်တပ်ဖြတ်မှုတွေမှာကိုရိုင်းကျူးလွန်ခဲ့သူတွေဖြစ်တဲ့အတွက်စစ်ကောင်းဆောင်တွေအမိန့်ပေးညွှန်ကြားခဲ့တဲ့ဆေးရသွမှုတွေနဲ့လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ပြစ်မှုတွေကိုဖော်ထုတ်ရမှာအရေးပါတဲ့သက်တင်တွေဖြစ်လာမှာပါအင်းတော်မျိုးကိုတည်ယူနိုင်ခဲ့တာဟာမြေပြင်စစ်ရေးမဟာဗျူဟာအရရေးပါတဲ့ခြေလှမ်းဖြစ်ခဲ့ပြီးကချင်ပြည်နယ်ကိုမြေပြင်စစ်ကြောင်းထုတ်ဖို့စစ်ကောင်စီအတွက်အခွင့်အရေးနှဲသွားတာဖြစ်ပါတယ်။ နင်းတော့မလဲနိုင်ဘူးကြာအင်းတော်ကိုတိတိကျကျအောင်ယူလို့ဆိုရအောင်အင်းတော်ကြာတယ်တော့တို့လည်းကတော့တော်တော်လေးထိခိုက်တာပေါ့ဘာကြောင့်လဲဆိုတော့အချင်းချင်းနဲ့တက်တက်လမ်းကြောင်းကြီးကအရင်ကတော့စိတ်သက်ရှိတဲ့အပေါ်မှာအချင်းချင်းနဲ့တက်တက်ကားတွေဟာကွင်းလမ်းကြီးပေါ်ရတဲ့ပြဿနာတွေရှိတယ်အဲလက်ရှိအချိန်မှာတော့တစ်ဆစ်ကြည့်ရင်တော့လမ်းကြီးကလမ်းကြောင်းဆက်မှောင်ချပြီးစက်တန်သွားလာလို့ရနိုင်မယ်လို့ပြောရပါတယ်ပြီးပြီးတော့ကိုယ်စီစီးရင်းမှုတွေပြင်ပြပါမယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဟုတ် ဒေါ်လာရေးစုဖွဲ့တွေကအင်းတော်မျိုးကိုသိမ်းယူနိုင်မှုအချိန်၈လနေပါထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတာပါစစ်ကောင်စီကအင်းတော်မျိုးကိုထိမ်းမှုပြည်သူကိုအကြမ်းဖက်တပ်ဖြတ်ရပါနမည်ကြီးတဲ့တမခုံခုံကိုအုံပြုခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်ကြီးအင်းတော်မျိုးနဲ့အနေဝင်ချင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်နေလို့ဖြစ်တဲ့အတွက်မြို့ကန်ပြည်သူတွေကိုနေရာပြန်ချရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့မဖြစ်နိုင်သေးဘူးလို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောဆိုထားပါတယ်ကျွန်တော်သုတချန်တာပါ မြန်မာနိုင်ငံတော်လှောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင့်ထိုင်းနိုင်ငံပို့ကုန်တွေဖြစ်တဲ့ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့လူသုံးကုန်ပစ္စည်းတွေရဲ့ဝယ်လိုအားတိတိတသာတိုးလာမယ်လို့ထိုင်းစီးပွားရေးနဲ့ကုသရေးဝန်ဝင်ကြီးဌာနကနေသိရတဲ့အကြောင်းထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Nation Thailand မှာဖော်ပြထားပါတယ်မြန်မာနိုင်ငံအတွင်းမရှိမဖြစ်လိုအပ်နေတဲ့ထောက်ပံ့မှုတွေကိုပြန်လည်တိစောက်ဖို့နဲ့ဖြည့်ဆည်းဖို့ကြိုးပမ်းနေရတာကြောင့်ဧပြီလကနေစတင်ပြီးကုန်သွယ်မှုမြင့်တင်နိုင်မယ်လို့နိုင်ငံခြားကုန်သွယ်မှုဌာနညွှန်ကြားမှုချုပ်ကပြောဆိုထားပါတယ်။ ငလီလောက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးမှုတွေအများအပြားရှိခဲ့ပေမဲ့လည်းထိုင်းမြန်မာနယ်စပ်ရှိ KI စီးပွားရေးရုံးတွေရဲ့ပြောဆိုချက်အရလန်ဒတာတွေပိတ်ထားတာမရှိသလိုတေယူပို့ဆောင်ရေးလမ်းကြောင်းတွေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်ရှင်။စကိုင်းမြို့မှာဆက်ရန်နေရအခက်အခဲတွေကြောင့်ပြိုကျပျက်စီးခဲ့တဲ့နေအိမ်အဆောက်အဦတွေကိုဖယ်ရှားရှင်းလင်းဖို့ကြန့်ကြာနေတယ်လို့လူမှုကွန်ရက်အသင်းတာဝန်ရှိသူကပြောပါတယ်။အောင်ခန့်တင်ပြပို့ထားပါတယ်ရှင်။ စကိုင်းနိုင်ကိုပို့ပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းမြို့ဝ22ရက်ကွက်နဲ့မြို့နယ်ရင်းကကြေးရွာဒီမှာနေအိမ်ဆောက်အုံတွေတရားရဂိုင်းနှုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်။ရှာဝေကယ်ဆယ်ရေးလှုပ်ဆောင်ရမှာသေဆုံးသူ900နီးပါးနဲ့ထိခိုက်ဒဏ်ရာရှိသူ1000ကျော်ရှိခဲ့ပါတယ်။လက်ရှိမှာလည်းရှင်းလင်းရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့ဆက်ရင်းများခက်ခဲတွေရှိနေပါတယ်။ဆောင်းနေရောအိမ်နေရောပြည်စည်းမလုံးနိုင်ကြရတယ်အများကြီးပဲ။ဟုတ်အစိုးရကဘာမှတော့လက်ရှိစကိုင်းနိုင် ဟိုကောင်းစီအဖွဲ့ဝင်တွေကတော့ဟိုသူတို့ဖြတ်ဖြတ်ပေးမလားကိုယ်အစီအစဉ်နဲ့ကိုယ်ဖြတ်ရမလားဆိုတဲ့ဟာကိုတော့မှအခုချိန်ကြီးကျွန်တော်တို့သိချာတဲတဲကောက်ကမသိရသေးဘူးအစိုးရဘက်ကလုံတော့လုံပေးမယ်ကြာမယ်ပေါ့ဗျာအစိုးရလုံအစိုးရလုံဆောင်ချက်ကိုစောင့်မယ်ဆိုရင်တော့ကြာမယ်ပေါ့ပြောချင်တာကသခိုင်းညို့ညို့ညို့ရဲ့သက်ဆိုင်ရာအစိုးရအဖွဲ့မှာဆက်ရနေရမရှိဘူးကျွန်တော်သိရတော့ကမင်းနာကျွန်တော်တို့သခိုင်းအစိုးရအဖွဲ့မှာတော့ဆက်ရနေရမရှိဘူးပဲကျွန်တော်သုံးရမှာပဲ နာပေါ့ဗျာဆိုင်ရနေရမရှိတော့ရှင်းနေလည်းမဖြစ်ရောက်ဘူးပေါ့သခိုင်းမျိုးမဇေယီပတ်ထလဲဟိုတော့သူ့ဖြက်ရှင်းနေပြီးတော့သွားပြီဆိုတော့သာရက်ွက်တွေရက်ွက်တွေအဲ့ဒါတွေတော့ခုချိန်လေးဒါကိုမကြည့်ကြသေးဘူးပြန်အပြင်းငလင်တန်းကြောင့်ဖျားကြောင်ဇေဒီတွေစာတင်တိုက်တွေနဲ့အတူတိလချင်းကြောင်းတွေဝါထိခိုက်ပျက်စီးခဲ့ပါတယ်။သကိုင်းငလင်ကြောင့ ီလရှင်ကျောင်းဆောင်မြေခတ်ပြူကြပြီးရှာလေးတစ်ပါးနဲ့တက္ကမတစ်ယောက်တည်ဆုံခဲ့တဲ့ပြင်ရှာလေးနှစ်ပါးဆေးရုံတစ်ယောက်ကုသနေရတဲ့ဒီလရှင်ကျောင်းဆောင်ဟာဒီကနေ့အထိရှင်လင်းရေမလုဆောင်ရသေးဘူးလို့ချမ်းသာတုခတ်ကျောင်းတိုင်တာဝန်ရှိသူကမိန့်ပါတယ်။ရှင်ရှင်လင်းလို့မပြီးသေးဘူးကြဆရာလေးတို့လေရှင်းမို့ရလဲဆရာလေးတို့မှမလွယ်သေးဘူးဆိုတော့အဲ့ဒါလည်းရှင်းကျင်တယ်ဗျ။ဟောဆရာလေးကတော့အခုလောလောဆယ်နေခြင်းနေတာတော့အဲ့ဆရာလေးကဝိုင်းကလေးအောက်မှာနည်းနည်း မြင်ကျင်လေးတဝိုင်းရှိတာအဲ့ဒီမှာပဲဓမ္မမင်းကြီးအောင်မှာပဲနေရတယ်ဗျအပေါ်မှာအကြောင်းဆောက်ထားတဲ့နေရာတော့မရှင်းလင်းရသေးဘူးဆိုနေလို့လည်းမဖြစ်သေးဘူးဗျစကိုင်းရက်ွက်တွင်ကငလင်းနဲ့ခံစားနေရတဲ့ပြည်သူတွေဟာရှင်းလင်းလှုပ်ဆောင်အောင်မှာဆက်ရင်းရခက်ခဲတွေကြောင့်ကြံ့ကြာတာတွေနဲ့ရင်ဆိုင်နေရပါတယ်။နေအိမ်ဆောက်ဦးတွေကိုဖြိုချပျက်စီးဖို့ဆက်ရင်းရမရှိတာကြောင့်စကိုင်းနေထားအရာနလန်တူဖို့ခက်ခဲနေမယ်လို့မြေပြင်ကွင်းစီးပြီးကိုယ်တိုင်တော့ရလှူဒန်းပေးနေသူတွေကပြောပါတယ်။ အချို့ကြဘူးကတော့ဒီရပောက်ဆိုင်ရန်နေရလို့ရဆိုင်ရန်နေရသူတို့အင်အားမတက်နိုင်လို့ပေါ့နော်တချို့နှစ်သက်ခွဲလောက်ရှိတဲ့တိုက်ဆိုရင်ဖြတ်ခါတယ်ဒိန်းတရာကြကြောလောက်တောင်းနေအဲလိုဆိုတော့သူတို့ကဒီရပောက်ဖြတ်လို့မရဘူးသူတို့ဖြတ်ဖို့မပြောနဲ့အဲစောက်ဖို့မပြောနဲ့ဖြတ်ဖို့တော့လူပ္ပံမရှိဘူးပေါ့နော်တချို့ကြောလဲတိုက်ကြီးနေတာနေရာလေးစီးပွားရေးအခြေမခိုင်တဲ့ခါကြတော့ဘယ်လိုကောင်ပြန်တိောက်ဖို့တော်တော်ခက်ခဲသွားပြီပ္ပံကတကယ်ရှိရသူတော့ပဲ ဆက်ရှင်ပြီးဖြေနိုင်တာပေါ့နော်ဒီပြန်လဲဒီတော့ရေးအတွက်အဲ့လိုဖြတ်ပြီးမဲ့အဖွဲတွေရောက်လာရင်တော့ကောင်းနေရအအကောင်းဆုံးကတော့ဆက်ရန်တွေအကြီးတွေနဲ့အဲ့လိုသူတို့အရင်ဆုံးမစောက်နိုင်တော့မှအရင်ဆုံးဖြတ်ပြီးလိုက်ပေါ့လူနေလို့ရအောင်ဆက်ရန်တွေမရှိတာတော့သိကြတယ်ဗျဖြစ်ရှိမရှိဘူးအတိုင်းမိသားရဆိုရင်တော့ကျွန်တော်ထင်တော့သူတို့နလန်ထူဖို့တော်တော်ခက်ခဲလိမ့်မယ်ဗျ မနက်ကမှအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေအတွက်4346ရောင်းနဲ့ထိခိုက်ဒဏ်ရာရှိသူ8830ရောက်ထိရှိလာပြီးလူ210ရောက်ပျောက်ဆုံးနေဆဲဖြစ်ကာကယ်ဆယ်ရရှိထားသူ653ရောက်ဖြစ်တယ်လို့ DBB ကဧပြီလ10ရက်နေ့ညနေ9:00နာရီအထိစုစည်းရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်။ကျွန်တော်အောင်ခန့်ပါထိုင်းနိုင်ငံရဲ့ဒုတိယမြို့တော်ချင်းမိုင်မြို့ကိုတည်ထောင်လာတာဟာ 2025ခုနှစ်ဧပြီလ12ရက်နေ့မှာနှစ်ပေါင်း829နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ဒီလိုအခါသမယရောက်တိုင်းမျိုးဆောင်နဲ့ရွာဆောင်နဲ့ရေမြင့်သခင်ချင်းမိုင်ဘရင်ဖရာမန်ဂရိုင်းပူဇော်ဂုံပြုပွဲကိုနှစ်စဉ်ကျင်းပပြီးထိုင်းမြောက်ပိုင်းလန်နာဒေတာရိုးရအကတမျိုးဖြစ်တဲ့လက်သေးချွန်အကနဲ့ဖြော်ပြလေးရှိပါတယ်။ ပေးခဲ့တဲ့နှစ်တွေကလက်သေးချုံအကကကြေတဲ့ပေါင်း900အထိတာညီညီညာကကြပေမဲ့ဒီ2025ခုနှစ်ထဲမှာတော့ဂင်းနစ်ကမ္ဘာစံချိန်တင်စုပေါင်းအကအဖြစ်ကကြေတဲ့ပေါင်း2000နဲ့ပူဇော်ဖျော်ပြဖို့လွန်ခဲ့တဲ့လတွေကလေးကကြိုတင်လေ့ကျင့်နေခဲ့ကြပါတယ်။အဲ့ဒီအကကိုအခုလာမဲ့တကြံကာလဧပြီလ16ရက်နေ့ချင်းမိုင်ကျုံတွင်ဘရင်သုံးပါရုပ်ထုရှိကနေကျုံပတ်လေစီတန်းလှည့်လေကပြဖျော်ပြသွားမယ်လို့ဆိုပါတယ်ရှင်။ ထိုင်းနိုင်ငံမဲဆောက်မြို့ရောက်ရွှေ့ပြောင်းမြန်မာတွေစုပေါင်းပြီးရှင်အပါ200ကျော်ရဟန်းခံရှင်ပြုပွဲပြုလုပ်ခဲ့ကြပါတယ်။အလူရှင်တွေထဲမှာငလင်ကြောင့်တည်ဆုံရသူတွေအတွက်ရည်ရွယ်ပြီးတော့လှူဒန်းကြသူတွေလည်းရှိနေပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ရဟန်းခံရှင်ပြုပွဲကိုမဲဆောက်မြို့တောရဖုံတော်ကြီးကျောင်းမှာပြုလုပ်ခဲ့ပြီးလက်တလောငလင်ဘေးတင်တည်ဆုံသူတွေအတွက်ရည်ရွယ်လှူဒန်းသူများပြားနေတာကြောင့် ဒုံလပအပါ၂00ကျော်အထိရှိလာနေတာလို့ဆိုပါတယ်ဒီတိတော့ဖြစ်တယ်မရှိပါဘူးကိုရဲ့ဗမာပြည်ရဲ့သလားမကြီးတူထိုင်းနိုင်ငံရောဗမာပြည်ရောလူတွေစီနေကြတာဘလောက်ကြောက်ဖို့ကောင်းအဲ့ဒါကြောင့်ခလေးလေးကိုရင်ဝန်တဲ့ခလေးလေးမိဘတွေကိုပေးနိုင်ကိုကိုပေးတယ်ဦးစင်းလေးတွေသူမိဘမနိုင်ကိုကိုပေးတယ်နိုင်တော့ကူညီတာပေါ့အခုလိုလူပွဲတွေထိုင်းမှာလောက်ခွင့်ရပြီမယ်လေ မြန်မာနိုင်ငံတွင်းမှာတော့ငလျင်ဘေးတင်ထားတာကြောင့်ရောအာနာသိန်းစစ်ကောင်စီရဲ့ထိုးစစ်တီကြောင့်မှမပြုတ်လုံလှန်ရဘူးလို့ဆိုပါတယ်။လူဖြစ်နေဆိုတော့ဗမာပြည်မှာဆိုရင်ခလေးတွေကိုယ်ဝှို့ဖို့မပြောနဲ့ကျမမြည်ပြောက်ချစ်ပါမှာပြောပြေးနေရတယ်။ခေါ်လည်းမရဘူး။တို့လာမြို့လေကြောက်နေရတယ်အဲ့ဒါ။ငင်းစားမီ။ ယဟန်ကြတော့120စင်သာမဏေလောင်ကြတော့90နဲ့တပါသီလစင်ကြတော့73ပါစုစုပေါင်းပေါ့နော်အခုလိုယဟန်ကံပွဲကိုမဲဆောင်မြို့မှာစကြံကာလာတိုင်းရွှေပြောင်းမြမာတွေကကျင်းပါကြမြဲဖြစ်ပေမဲ့အခုနှစ်မှာတော့ငလျင်ဘေးတင်သူတွေအတွက်ပါရည်ရွယ်လူရန်သူတွေပါဝင်လာနေကြတာပါခင်ဗျာကျွန်တော်မောင်တူးပါ ကန်ပြောင်စုနယူးယောက်မြို့ရှိဟတ်ဆန်မြစ်ထဲကိုခီးသွားရဟတ်ရင်တစဉ်အီရလာ၁၀ရဲ့ကြာတာပရင်းနေမှာပြက်ကျခဲ့ပြီးကလေး၃ယောက်အပါအဝင် လိုက်ပါလာသူ၆ယောက်စလုံးသေဆုံးခဲ့တယ်လို့နယူးယောက်မြို့တော်ဝင်အဲရစ်အဒမ်စ်ကပြောကြားခဲ့ပါတယ်။သေဆုံးသူတွေထဲမှာစပိန်နိုင်ငံကမိသားစု၅ယောက်နဲ့လေယာဉ်မှုတို့ပါဝင်တယ်လို့ယူဆရကြောင်းမြို့တော်ဝင်အဒမ်စ်ကသတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုပြောပါတယ်။ American သမ္မတ Donald Trump တင်ထားတဲ့ True Social က post တစ်ခုမှာ ဟတ်ဆန်မြစ်ထဲမှာကြောက်စရာကောင်းတဲ့ရဟယင်ပြက်ကျမှုဖြစ်ပွားခဲ့ပြီးတော့လူ၆ရောင်လုံးသေဆုံးသွားတယ်။မတော်တဆမှုရဲ့ဗီဒီယိုဖိုင်ဟာအတော်ကိုကြောက်စရာကောင်းပါတယ်။ပြီးတော့တရုတ်ပို့ဆောင်ရေးဝန်ကြီးရှောင်းဒက်ဖီနဲ့သူ့ရဲ့ကျွမ်းကျင်ဝန်ထမ်းတွေကလည်းအဲ့ဒီနေရာကိုရောက်ရှိနေပြီးမကြခင်မှာပဲဘာတွေဖြစ်ခဲ့တယ်ဆိုတာအသေးစိတ်ကြေညာချက်တွေထုတ်ပြန်လာပါလိမ့်မယ်လို့យေတာထားပါတယ်။ရီယိုဟယ်လီကော်ပတာခီးသွားလုပ်ငန်းက Bell 206အမျိုးအစားရဟတ်ယာဉ်ဟာမိုးလွင်2:59မိနစ်မှာ မြို့လယ်ရှိရဟယင်ကွင်းကနေထွက်ခွာပြီးတဲ့နောက်ဟတ်ဆန်မြစ်ပေါ်ကနေမြောက်ဖက်ကိုပြန်တန်းခဲ့တယ်လို့နယူးယောက်ရဲမင်းကြီးဂျက်စီကာတစ်ချ်ကပြောပါတယ်ဂျော့ဂျ်ဝါရှင်တန်တရားကိုရောက်တဲ့အခါတောင်ဘက်ကိုပြန်လှည့်ပြီးမိနစ်ပိုင်းအကြာမှာပဲရဟတ်ရင်ဟာထိမ့်မရဖြစ်ပြီးညနေ3:15မိနစ်လောက်မှာမန်ဟတ်တန်အောက်ပိုင်းနယ်မြေအနီးရှိရေထဲကိုဇောက်ထိုးကျသွားပြီးတော့မြစ်အတွင်းနစ်မြုပ်သွားတယ်လို့ဆိုပါတယ်။လေယာဉ်မှုနဲ့အတူရွယ်ရောက်ပြီးသူ2ဦးနဲ့ကလေး3ဦးတို့လိုက်ပါလာခဲ့ကြောင်းတာဝန်ရှိသူတယောက်ကသတင်းထုတ်တွေကိုပြောပါရရှင်။ လိုင်ယွန်နဲ့ယူရိုပါလိပွဲစဉ်မှာအမှားပြုလုပ်ခဲ့တဲ့ကိုသမားအိုနာနာပေါ်ယုံကြည်မှုရှိနေစေဖြစ်တယ်လို့မန်ယူနီးပြရူဘင်အာမိုရင်က ပြောသွားပါတယ်။မန်ယူကိုသမားဟာလိုင်ယွန်အသင်းရဲ့ဥဆောင်ဂိုးကိုကာကွယ်ရမှာအားနည်းမှုရှိခဲ့တယ်လို့ပွဲပြီးကနေမှပေးလိုက်ရတဲ့ဂိုးမှလည်းအမှားမကင်ဖြစ်ခဲ့ရတာပါ။ဘောလုံးပွဲတွေမှာဒီလိုအမှားမျိုးတွေကမကြာခဏဖြစ်တတ်ပြီးအိုနာနာအပေါ်အမှန်တကယ်ယုံကြည်မှုရှိနေစေဖြစ်ကြောင်းပွဲပြီးမှနီးပြအာမိုရင်ကပြောပါရယ် အမားရွင့်တွေအတွက်ဂုဏ်နိပြကျောင်းနဲ့ဆွေးနွေးပြီးဩနာနာကိုအကူအညီဖြစ်စေဖို့လှုံ့ဆော်သွားရမှာဖြစ်ကြောင်းနိပြအမရင်းကပြောသွားပါတယ်။မန်ယူနံပါတ်၁ကိုသမားဩနာနာဟာတဦးချင်းအမားတွေကြောင့်ဘောလုံးကျွမ်းကျင်သူတွေရဲ့ဝေဖန်မှုတွေခံနေရသူလည်းဖြစ်ပါရဲ့ရှင်။ DVB ရုံးမြင့်တန်ကြားမနက်၈နာရီသတင်းတွေကိုရှုစားခဲ့ရတာပါ။မနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါ။ကျမတို့ဖူးအီအီနွယ်ပါ။ကြည့်ရှုနာဆင်မိခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ PPP ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အပတ်စဉ်ထုတ်လင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားဗစက်အငါပေးစာများဖတ်ကြားခြင်းတော့တူ DPP အစီအစဉ်ပြန်လည်ထုတ်လင့်ဖို့အချိန်ကြောက်လာပါပြီဒီတစ်ပတ်မှာကျွန်တော်နဲ့တူတူဖတ်ကြားပေးမဲ့သူကတော့ဗက်တီရီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဗက်တီရီဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေ DPP ရဲ့ဒီတစ်ပတ်တော့တူစီစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် ဟုတ်ကဲ့ပါပထမဦးဆုံးဖတ်ပြပေးခြင်းတဲ့စာကတော့ဒီမဲဆောက်မြို့မှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတူရဲ့ပြပလာတဲ့စာလေးနဲ့ဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော့တူတီဗီဗီကျွန်တော်ကမဲဆောက်ကိုရောက်နေတဲ့သူတူပါရှားစုနှစ်တစ်ခုတွင်အပြင်းထန်ဆုံးဖြစ်တဲ့ငလျင်ကြီးကြောင့်မြန်မာပြည်သူတရက်လုံးနှလုံးကြေကွဲဝမ်းနဲ့နာကျင်ချိန်မှာစကားစကားပြည်သူတွေပေါ်ဘုံကျဲတိုက်ခိုက်မှုတွေဆက်လုပ်နေတဲ့တရင်ကြားနေရပါတယ်ဒီလိုကြားရတော့ပြည်သူတွေမှာ မအားလားစစ်ကောင်စီနဲ့ပတ်သက်ပြီးပြောစရာစကားတောင်မရှိတော့ပါဘူး။ကဘာကြီးကလည်းမြမပြည်သူတွေမအားလားစက္ကစတက်လို့ကုံသွားတဲ့အထိဆက်ပြီးစောင့်ကြည့်နေဦးမှာလား။ဒီအချိန်မှာမအားလားကိုလူရသွင်းတဲ့ထိုင်းအစိုးရရဲ့လောက်ရကြောင်ပြည်သူတွေထက်ပြီးတော့ရင်ထုမနာဖြစ်နေရပါတယ်။မြမပြည်သူတွေရဲ့ဒီခံစားချက်ကိုကဘာကြီးနဲ့ထိုင်းအစိုးရသိအောင်ပြောပြပါ DBB မဲဆောက်ရောက်မြမစစ်ပေးဒုက္ခတဲ့တူးဆိုပြီးတော့ခြေသားပြပလာပါတယ်။ အခုဆိုရင်လေဒီလက်ရှိပေါ့လေထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေတဲ့ဒီ Binstat ထိပ်သီးအစည်းအဝေးကိုဒီစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ဖို့ဒါထိုင်းဝန်ကြီးချုပ်ကဖိတ်ကြားခဲ့တာရှိပါတယ်ဒါအဲ့လိုဖိတ်ကြားတာနဲ့ပတ်သက်ပြီးတော့လက်ရှိဒုက္ခရောက်နေတဲ့အချိန်မှာရောအရှိကာလတွေမှာပါမြန်မာပြည်သူတွေပေါ်မှာဒါလေချောင်းတိုက်ခိုက်မှုတွေဒါအင်အားသုံးပြီးတော့ရရက်ဆက်ဆက်နှိမ်နှင်းဖြိုခွင်းမှုတွေတက်ဖြတ်မှုတွေပြုလုပ်ခဲ့တယ်ဒါစစ်ကောင်းဆောင်ကိုဘာကြောင့်အခုလိုမျိုးဖိတ်ကြားခဲ့တာလဲဆိုပြီးတော့ဒါ ထိုင်းရဲ့ဒီလွှတ်တော်အမတ်ပေါ့လေခန္ဓာဝီရနေပြီးတော့သူတို့ရဲ့ဒီထိုင်းဝန်ကြီးချုပ်ကိုပြန်လည်မေးခွန်းထုတ်ထားတဲ့ကိစ္စကြီးလည်းရှိပါတယ်ဒါအလားတူပဲဒီဘက်စတက်ထိပ်သီးအစည်းအဝေးကိုဒီစစ်ကောင်းဆောင်ဝင်းအောင်လိုင်ကိုဖိတ်ကြားခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်ဆိုပြီးတော့လူခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ပေါ့လေ APHR ကနေပြီးတော့ဒီအေပယ်လာတရနေ့ကနေပြီးတော့ထုတ်ပြန်ထားတာလည်းရှိပါတယ် အလားတူပဲဒါပြူရင်းမှာဆိုရင်လည်းကျွန်တော်တို့ကြည့်ရမယ်ဆိုရင်ဒီငလင်လှုပ်ခတ်ပြီးနောက်ပိုင်းပေါ့လေဒါစစ်တပ်ကနေပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေဇက်တက်ပြုတ်လို့လာရှိတယ်ပြီးပြီဆိုရင်လည်းကျွန်တော်တို့ဒီပြီးခဲ့တဲ့ April 2ရက်နေ့ကဆိုရင်ညပိုင်းကဆိုရင်ဒါစစ်ကောင်းစီစစ်ကောင်းစီကနေပြီးတော့ယာယီအပြစ်ခတ်ရက်စဲတယ်ဆိုပြီးတော့ကြီးညာခဲ့တယ်အဲ့လိုကြီးညာခဲ့ပြီးနောက်ရက်ပေါ့လေဒါ April 3ရက်နေ့မှာပဲဒါသခိုင်းတိုင်းထဲမှာဆိုရင်ကျွန်တော်တို့ဒီ Home Mainland တောင်သားကဏီစားတဲ့မြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီးတော့ဒါညောင်ဦးမှာဆိုရင်လည်းကျွန်တော်တို့ဒီမြေပြင်မှာပေါ့လေစစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့် ဒါပြည်သူတွေကထွက်ပြေးနေရတဲ့ဒီသတင်းတွေကိုကျွန်တော်တို့ကြားသိထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတီရီကရောဘယ်စာဖတ်ပြခြင်းလဲခင်ဗျာဟုတ်ကဲ့ပါကိုကြီးညီမဖတ်ပြပေးမယ့်စာကတော့ပုဂိုးတိုင်းဖြူးမြူဖြူးမြူနေရာပေးပို့လာတဲ့စာလေးပေါ့နော်စာထဲမှာဗားရရေးထားလဲဆိုတော့ဟိုညီမကပုဂိုးတိုင်းဒေသကြီးဖြူးမြူကပြည်သူတို့ဦးပါတဲ့မြန်မာနိုင်ငံဟာ2025မြေငလီမှာစစိုးဝါအခြေအနေတွေကိုရင်ဆိုင်နေရပါတယ်ဒီလိုအချိန်မှာနိုင်ငံတကာကလူတွေတောင်လာရောက်ကူညီနေချိန်မှာ အာနာသိန်းစစ်တပ်နဲ့ရဲတွေကပြည်သူတွေကိုထိထိရောက်ကူညီနိုင်တာမတွေ့ရသေးပါဘူးတဲ့ဒီစေတနာမပါသောတာဝန်မြူနိုင်သောကိုကျိုးသာကြည်သောဆရာနာရှင်ကြာဆုံးပါစေဒီလောက်ဆိုးဝါးတဲ့အချိန်ဒီမှာပြည်သူကိုဒုက္ခပေးနေတဲ့လေရင်နဲ့ဘုံကျဲနေတယ်ပေါ့နော်ပြည်သူကိုကာကွယ်မဲ့အစားသူတို့ပစ္စည်းဥစ္စာကိုပဲကာကွယ်နေကြတယ်ဖြူမျိုးကပြည်သူတူဆိုပြီးရေးသားပေးပို့လာတာဖြစ်ပါတယ်ဟုတ်ကဲ့ကိုဒီမက်ရှလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလေးမှာဆိုရင်လည်းပေါ့နော် ြန်မာနိုင်ငံအနှံ့အပြည်သူတွေခံစားဒုက္ခခံစားခဲ့ရတယ်ပေါ့အခု DPP ကကောက်ယူထားတဲ့စည်ရင်းအရာဆိုရင်ငလင်တန်ကျောက်တေဆုံတဲ့ပြည်သူက၄000နီးပါးတောင်ရှိနေပြီပေါ့နော်ဒီချိန်မှာပဲစစ်တပ်ကပြည်သူတွေဖိနှိပ်တာတွေဆက်လုပ်နေရဲဆိုပြီးတော့ရေးသားပြပူလာတာပဲဖြစ်ပါတယ်ကိုကြီးဟုတ်ကဲ့ပါကျွန်တော်တို့အခုဆက်ပြီးတော့ဖတ်ပြပေးခြင်းတဲ့စာကတော့ဒီသခိုင်းမျိုးကပေးပို့လာတဲ့စာလေးကိုဆက်ပြီးတော့ဖတ်ပြပေးခြင်းပါတယ်ခင်ဗျာ ကျွန်တော်ကစကိုင်းမြို့မှာနေပါတယ်ကျွန်တော်ရင်ဖွင့်လိုတာကတော့ကျွန်တော်တို့စကိုင်းမြို့မှာငလင်ဘေးဖြစ်ပြီးတော့အပြက်စီးတွေပုံနေပါပြီဒီနေ့အချိန်ထိစစ်ကောင်စီအုပ်စုဘက်ကအကူအညီပေးမဲ့သူတွေကို အာဏာပြနှောက်ယှက်တာတွေပြုလုပ်နေပါတယ်ခင်ဗျာအခုဆိုရင်အပြက်စီးတွေအောက်ကအပုံးနှံ့တွေထွက်နေပြီးပုံဝန်းကျင်မှာထိခိုက်လာနေပါပြီပြည်သူတွေရဲ့ကျန်းမာရေးအတွက်တအားဆိုးရိမ်ကြောက်ပါတယ်နိုင်ငံတကာသိအောင် ပြောပြပါခင်ဗျာစကိုင်းမြို့သားတူးဆိုပြီးတော့ ပေးပို့လာတာပေါ့နော်ဒါအခုသူရေးသားထားတဲ့စာရဆိုရင်စက်ကောင်စီကမြေပြင်မှာကုညီကယ်ဆယ်ရေးတွေလုပ်မဲ့အစား ဒါအာဏာပြတ်ပြီးတော့နှောက်ယှက်မှုတွေပြုလုပ်နေရဲဆိုတာကိုဒါတွေ့မြင်ရတယ်ပေါ့နော်အပြီးခဲ့တဲ့ဂျပန်ရဆိုရင်လည်းကျွန်တော်တို့ဒီမှာကုညီကယ်သေးဖွဲ့တွေကိုစစ်ကောင်စီကနေပြီးတော့ဒါတာစီပိတ်ပင်တာတွေတာမြစ်တာတွေကိုလည်းကျွန်တော်တို့သတင်းတွေမှာတွေ့နေရတယ်ဒါအခုလိုအချိန်မှာဆိုရင်ဒါနိုင်ငံတကာနိုင်ငံအသီးသီးရပေါ့လေနိုင်ငံပေါင်း16နိုင်ငံရဆိုရင်ဒါကုညီကယ်သေးအဖွဲ့ဝင်တွေ1800ကျော်လောက်ဒါရောက်ပြီးတော့ကုညီကယ်သေးလုပ်နေတယ်ဒါပေမဲ့စစ်တပ်ကတော့ကုညီကယ်သေးလုပ်မဲ့အစားတာစီပိတ်ပင်မှုတွေရှိနေဆိုတဲ့အကြံတွေကလည်းမြေပြင်မှာရှိနေကြအောင်ကြားနေရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကိုအောင်ကျော်ရေအခုတစ်ခေါက်ညီမဖတ်ပြပေးမယ့်စာလေးရတော့မန္တလေးတိုင်းတဒဦးမြို့နယ်ကပြပို့ထားတဲ့စာလေးပဲဖြစ်ပါတယ်။စာထဲမှာဘာတွေပါလဲဆိုရင်ပေါ့နော်တဒဦးမြို့မှာတဲ့ငလင်တန်ကျောက်ဖြစ်ခဲ့ရတဲ့အပျက်စီးတွေအောက်မှာတည်ဆုံးသူတွေရဲ့ရုပ်လောင်းတွေကိုအမြန်ဆုံးကုညီကယ်ဆယ်ရှင်းလင်းပေးစီခြင်းပါတယ်ရှင်။တဒဦးမြို့မှာကယ်ဆယ်ရေးတွေနှဲပါနေကြလို့အကူအညီတောင်းလိုက်ရတာပါရှင်။သက်ဆိုင်ရာကုညီပေးနိုင်သူများကြားနိုင်ကြပါစေ။ဖတ်ကြားပေးပါသော DBB သတင်းဌာနကိုလည်းအရင်